တခါတဲ့အဝက်တွေအသားတို့လာအောင်ဆိုရောင်ကနေအောင်တခါတဲ့ဘေးကနေပြီးတော့ဒုတ်တွေနဲ့ပိတ်ရိုက်။ဟာဝက်တွေရောင်လာပြီ။ကလာပြီ။ဒီလိုကြီးဖြစ်။အဲ့ဒီအချိန်မျိုးဖြစ်လာပြီဆိုမြတ်တခါရက်စက်လိုက်တာဘလောက်တိရက်စက်တယ်မင်းဒုတ်တို့နဲ့ဗဇက်ကိုအထက်နဲ့အောက်စိလို့မရအောင်ဒုတ်နဲ့ထောက်ထားလိုက်တယ်။ဒုတ်နဲ့ထိုက်ထားလိုက်တဲ့အခါဝက်ကအော်မှာပေါ့။ ရိုက်တုံးကထွက်တဲ့အတန်တစ်မျိုးဒုံနဲ့ထောက်လိုက်လို့တခါအော်တဲ့တန်ကတစ်မျိုးအဲ့ဒီထဲမှာသူကဘာလုပ်တယ်မင်းကြွကြွစူးပြီးတော့ပူနေတဲ့ရင်နွေးချမ်းတွေကိုသူကရင်ရင်နွေးတွေကိုလောင်းထည့်ဝက်ရဲ့ပါဇတ်ထည့်အဲ့လိုလောင်းထည့်လိုက်တဲ့အခါဝက်ကအော်တယ်အော်တဲ့တန်ဟာသူ့အတွက်တခါတည်းစောင့်တိနေတယ်လို့မျိုးနဝင်ချိုတယ်တဲ့ဒီလိုယူဆတယ်စေရနာနဲ့ဒေါသနဲ့ပေါင်း တတဝါတွေဘလောက်ဒုက္ခရောက်ရောက်ငါချမ်းသာပြီးရောဒီလိုစိတ်တွေဖြစ်ကုန်တာဝတ်တေရောင်ကလာအောင်ရိုက်တယ်တတဝါတွေဘလို့ဒုက္ခရောက်ရောက်ငါချမ်းသာပြီးရော စေတနာနဲ့ဒေါသစေတနာနဲ့မောဟအကြောင်းကျိုးအကောင်းဆိုသူဘာမှမသိဘာဖြစ်လို့အဲ့ဒီရင်တွေးတွေလောင်းထဲတယ်လဲလို့မေးလိုက်တဲ့အခါရင်တွေးတွေလောင်းတဲ့ချင်းပြည့်ဝဲရဲ့ပိုက်ထဲကနေပြီးတော့ဥတွေထဲကတခါတဲ့အညစ်ကြေးတွေအောက်ကနေထွက်သွားအောင် အဘောကနေထွက်လာတာဘလောက်ထိလဲလို့မေးလိုက်ရင်သူတော်ကောင်းနေနောက်နေရကနေကြီးသွားအောင်ကိုလောင်းချလိုက်တာဥထဲမှာဗကလီကလီသားတွေထဲမှာအညစ်အကြေးဘာမှမရှိအောင်ကိုအရှင်လက်လက်လောင်းချတာအဲ့လိုပြီးပြီဆိုတော့မှကောက်ရိုးမြက်တွေနဲ့ဘေးကဝက်ကိုပတ်ပြီးတော့မိနဲ့ညှို့ပြီးတော့အမွှေးတွေကိုပြောင်းသွားအောင်လုပ်ပလိုက်တယ်စုံဒဝတ္တသမတဏီပြောရင်စုံဒဝက်ကုန်တီအဲ့လိုမျိုးလုပ်ပြီးပြီဆိုမှအသားတွေ အတုံးတုံးနေလှုပ်ပြီးသူမျိုးသမီးကဈေးသွားသွားပြီးသူရောင်းဈေးသူဈေးသွားသွားရောင်းလာနေတိုင်းနေတိုင်းအဲ့ဒီအလုံးနဲ့သက်မွေးလာလိုက်တာနှစ်ပေါင်းဘလောက်ကြာတယ်လဲမေးရင်90နဲ့9နှစ်တဲ့သူတော်ကောင်းတို့စဉ်းစားကြည့်အသက်20ကနေလှုပ်မယ်ဆိုရင်အဲ့ဒီလုံကအသက်20ကစလှုပ်ရင်95ဆိုတော့80နဲ့9နှစ်ထီအောင်သူဒီလှုပ်လှုပ်တယ်ပေါ့ဒါပေမဲ့စားတဲ့မှာတော့သူ့အသက်ဘလောက်ရလို့မပေါ့သူ့ရဲ့လုပ်ငန်းသက်တမ်း လုတ်သက်ကတော့95နှစ်လို့ဒီလိုပါတယ်95နှစ်တိတိဒီအလုတ်နဲ့အသက်မွေးဝမ်းကြောင်းပြုတ်လာတဲ့စုံသားတရက်တော့မကြမ်းမမဖြာနာပြီးတော့သွားတဲ့အခါဘာဖြစ်တုံလို့မေးဟာတခါတည်းသူဝက်လို့ဩနေရတယ်အဲ့လိုတော့မဟုတ်သေးဘူးပါသေးတယ်နည်းနည်းလေးပြောအောင်မေး နေတိုင်းနေတိုင်းသူကဝက်သန်းတယ်ပဲစားတတ်တယ်ဝက်သန်းမပါသူမစားတတ်ဘူးတဲတော့သူရေချိုးသွားအောင်မယ်သူမျိုးသမီးပြင်ထားဆိုပြီးတော့သူကမျက်စိရေချိုးသွားတော့သူနဲ့ရင်းနှီးတဲ့လူတယောက်ကလာပြီးတော့မှအဲ့မှာဝက်သားဝယ်တယ်အဲ့ဒါရောက်လာလို့ရောက်မအောင်ဟိုဟာမရှိတော့ဘူးဒီမဲ့ဝက်သားလေးရှိပါသေးတယ်အဲ့ဒါကစုံသားစားဖို့သူ့အတွက်ခြံထားတဲ့အသားဒီလိုပြောတော့ ဟာသူကနေတိုင်းစားနေရတာပါငါဧည့်သည်လားလို့အဲဝမကြည်မှဆိုလို့ရောက်မှငါယူသွားတယ်ပြောလဲရော့ပတ်စားတော့ကရင်းနေတဲ့လူကဇွတ်ယူသွားတော့စုံဒပြန်လာတဲ့အခါဝသဟင်းမပါဟာငါ့အတွက်ဝသမပါမစားတော့ဘူးညီမသိဘူးလားဘယ်မလဲငါ့အတွက်အသားဟင်းပြီးတော့ကနေ့တော့သီးခံရှင်းတဲ့ငယ်ချင်းဒီမှာပတ်စံပြီးဇွတ်ယူသွားလို့ကျွန်မပေးလိုက်ရတယ်မြို့သမီးကပြောမင်းကလည်းမိုက်လိုက်တာကွာတဲ့ငါဓမ္မပါမစားတတ်တာမပြောဘူးလားပြောပါတယ်တော့ပြောမရဘူး ကင်ကင်ကင်ဒါဆိုငါးနောက်လိုက်ခဲ့ဆိုပြီးတော့ဝက်ချန်နဲ့ဝင်သွားဝက်ကိုတခါတည်းမလုံနိုင်အောင်ကျိုးနဲ့ကျုပ်ထားတုတ်ထားပြီးတော့မှဝက်ပါဇက်ကိုဒုံနဲ့ထောက်ဒုံနဲ့ထောက်ပြီးတော့တန်ချင်းနဲ့ရှားကိုချိတ်တဲ့စွဲထုတ်ပြီးတော့မှအဲ့ဒီရှားကိုလှီးပြတ်ချလိုက်တာအဲ့ဒါကိုသူ့မျိုးသမီးကိုဂနေစားဖို့အတွက်ချက်တော်တဲ့ဒီလိုခိုင်းသူမျိုးသမီးချက်ပြုံနေတော့သူကအဲ့ဝက်ကိုကင်လိုက်တယ် တခါတည်းသောသောကပြောသလိုယူနေဘူးတွေလောင်ချယူနေဘူးတွေလောင်ချဝက်ကဩဩသံကြတာလေသူကပီတိတွေဖြစ်အာနောက်တခါဩလို့ရက်သွားပြီးဝင်းနေကလည်းအကုန်ရှင်းသွားပြီးသေလက်သေးသွားပြီးဆိုတော့မှမီးနဲ့တခါတည်းကောင်ရိုးတွေနဲ့ပတ်ပြီးတော့မီးနဲ့ရှုပ်ပြီးဝက်မွေးတွေလောင်အောင်လုပ်အဲ့ဒါကင်ထားပြီးတော့မှကင်တကောင်ပြီးပြီးညီငါစားပြီးသွားရောင်ငါစားတော့မညီသွားရောင်ဆိုတော့ဟုတ်မျိုးသမီးကထွက်ရောင်လိုက်တဲ့အချိန်အဲ့ဒီမှာသူဝက်သားစားလိုက်ထမင်းစားတော့လေသူ့အစာကလုံးလုံးပြတ်ကြတယ် အကုသို့နော်ယန္တကမ္မကတ္တနာမနာနိရောဇတိသဘတောသာဝိသေသနိတိတဝနာတမယံမိဝိပိစိတုံနဲ့ဧတံကမ္မနာမဤကောင်းမှုမကောင်းမှုကိုပြုပြင်အောင်ဖန်တီးပြီးတော့နေတဲ့စေတနာလို့ခေါ်တဲ့ဒုက္ခံကလေးသည် ဩဘိသေတဝါပြုလို့ဗန္ဒီပြီးတော့တပ်ပါတော့ကျွင်းမဲ့ဥဒ္ဓံအလုံးစုံခါပင်ဘာမှမကျွင်းရလေအောင်နတ်နိရောဇတိချုပ်ပြောက်ပြီးတော့တွားတာမျိုးမဟုတ်ပါဘီဗမယံမိဝိပိစီတုံအခါသိရခွင့်လျောရာချင်းကမှာတော့ဝိပိစီတုံကောင်းတဲ့ကံကလေးကမကောင်းကောင်းကျိုးပေးဖို့ရန်ဝိပိစီတုံမကောင်းတဲ့ကံကလေးကမကောင်းကျိုးပေးဖို့ရန်သာဝိသေတံတတ္တိစွန့်ရဲ့နှစ်တွေကိုနိတိတဝနာမြုပ်နှံသုံးမိသိသိပြီးတော့မှာ ဟောသူပြုတ်ထားတဲ့စေတနာတွေစေတနာဇိုးတွေကျိုးပေးပြီစားတော့မှာပဲသူ့ရှာပြတ်ကြပြီးတော့အဲ့ဒီမှာတာနာတာဝက်អော်တယ်လို့သူអော်ရတယ်ဘဝဉ္ဇင်ကអော်စံနေကြလို့လိုက်ပြီးတော့သူမျိုးသမီးခေါ်သူမျိုးသမီးပြန်လာတော့လည်းပဲဟာလေးဘက်ထောက်ပြီးတော့ဝက်ကြီးတကောင်လို့လှက်ပတ်ပြီးပြေးနေရတယ်ဘာဖြစ်တော့မေးတော့ခန္ဓာကိုယ်ကြီးကလည်းပဲဖူးဖူးရောင်နေထား ဘွက်တွေကိုတန်မြားကြီးနဲ့တခါတည်းရိုက်ပြီးတော့ရောင်လောင်လို့တို့ဒုက္ခနာကိုကြီးလဲရောင်ကားပြီးတော့ညုံမဲလာတယ်။ဆရာပြတ်တဲ့ဝက်ပါဇက်ကတခါတည်းအော်နေရတယ်လို့ပဲတဲ့သူ့ရဲ့တန်ကလည်းပဲတခါတည်းဝက်တန်တိုင်းအော်နေရတယ်။ဘယ်နှရက်တောင်အော်ရတယ်လဲမေး9ရက်9လီအော်ရတယ်။ပဝန်းကျင်ကလူတွေကလည်းနေနိုင်နေမနေနိုင်တဲ့လူကကုန်ထွက်ပြေးကုန်ရတယ်။ တို့အင်ကလူကြီးကလည်းဘလို့မှမတက်နိုင်တော့အိမ်ပြင်ထွက်တော်မှာဆိုလို့အိမ်တကားကြီးကိုပိတ်ထားဝင်းတကားကြီးကိုပိတ်ထားဟာဝင်းတဲ့မှာနေလေးဘက်ထောက်ပြီးတော့ဝက်ကြီးလိုអော်ပြီးပြေးနေရတဲ့សုံថាအဲ့လိုអော်ပြီးတော့ပြေးနေလိုက်ရတာဘယ်နှစ်ရက်တောင်ကြာတယ်လဲမေးရင်9ရက်ကြာတယ်9ရက်ပြည့်မြောက်လွန်မြောက်သွားပြီဆိုတော့မှအဲ့ဒီဝက်អော်ဇန်ကြီးရပ်သွားတယ်ဝေလုံအကြောင်းကသံဃာတွေကအဲ့ဒါ စုံနာအော်တယ်လို့သူမထင်သူတို့မထင်ကြဘူးဝက်တွေအော်နေတယ်ထင်တာမြတ်စွာဘုရားကိုရောက်တယ်မြတ်စွာဘုရားစုံနာကလည်းတတ်လိုက်တဲ့ဝက်တွေခொနရဲ့တိတိနေမနာညာမနာကိုတတ်တယ်ဘုရားဟဲ့ဘယ်လိုကြောက်တော့အော်နေရတာဘုရားသူ့အိမ်မှာအော်စံနေကြနေသူဝက်တွေတတ်လို့ဖြစ်မှာပေါ့အဲ့လိုမဟုတ်ဘူးတဲ့သူကျမ်းမာရေးမကောင်းယောဂါဆွဲပြီးတော့မှဝက်အော်တယ်လို့သူအော်နေရတာသူ့ခန္ဓာကိုယ်ရဲ့နာကျင်မှုကြောင့် အဲ့လိုကြီးလားဗျာဟုတ်တယ်တသမြတ်စွာဘုရားအခုသူ့ဘယ်ရောက်သွားပြီတော့မေးတော့အဝီစီးရောက်သွားပြီတဲ့မြတ်စွာဘုရားပြောတယ်။အော်အကုသိုလ်လုပ်တဲ့ပုဂ္ဂိုလ်ဟာဒီဘဝလည်းပူရတယ်ဟုတ်တာပေါ့ကွာဒီဘဝလည်းပူရတယ်နောက်ဘဝလည်းပူရတယ်။ဒါပေမဲ့မြတ်စွာဘုရားသူကလေတဲ့စီးဘဝဆရာတော့အလွန်ကြွန့်ကျင်နေတဲ့ဒီဘဝမှာတော့အဲ့ဒီဝက်မွေးမြွေနဲ့ချမ်းသာလို့တချို့ကတော့လည်းပဲ အကုသို့လုပ်ငန်းကြီးလုပ်ပြီးတော့ချမ်းသာလိုက်တာဆိုပြီးတော့လည်းအကြတဲ့လူတွေရှိရင်ရှိမယ်ပေါ့အဲ့ဒါကြောင့်တန်ဃာတရေကလျှောက်တာပြန်ချမ်းသာတို့တဲ့သူကလောကနေနဲ့ကြည့်ရင်တော့ဒီဘဝမျက်လုံးပဲရှိတယ်မြတ်စွာဘုရားဟောတဲ့အန္တတုတ်တန်နဲ့ပြောမယ်ဆိုရင်ဒီဘဝမျက်လုံးတော့ရှိ